ာဝေးဝင်ကြီးဌာနကိုရန်ကုန်ရွှေပြောင်းပြီးတော့စစ်ကောင်းဆောင်ရန်ကုန်မှာရုံးထိုင်မှုမနှုတ်နိုင်ရလေစစ်တပ်ဆိုတာကောင်းဆောင်ကောင်းဆောင်လက်ပတ်နေရဆိုလို့ရှိရင်သူ့ကိုဖမ်းပြီးဤသို့လက်တက်ပြီးတော့ဆိုင်ကယ်သမားကိုတစ်ချက်ကြီးအားလုံးပဲမင်္ဂလာပါ MZ Barmy မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဟုတ်ကဲ့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စရာရုပ်တံလေးနဲ့အစဖွင့်ပြရလေး မြန်လန်းပေါ်မှာမြန်လန်းပေါ်မှာနေထားကိုကြည့်ဆိုင်ကယ်သမားကိုတစ်ချက်ကြည့်ဆိုင်ကယ်သမားကိုတစ်ချက်ကြည့်ဒါပဲကျွန်တော်ပြည်သူတွေရဲ့ရှင်ထဲမှာအားလုံးအမှန်တရားကိုချစ်တဲ့စိတ်ကလေးတွေကရှိတယ်မတက်တာလို့တာပုံအောင်နေရမယ်ဒီဗီဒီယိုလေးကတော့မအားလာကျင်ဆိုးတို့အုပ်စုရန်ကုန်ကိုပြေးဖို့ရတာပြင်ဆင်နေပြီ။ကာကွယ်ရေးဝန်ကြီးဌာနကိုရန်ကုန်ရွှေ့ပြောင်းပြီးတော့စစ်ကောင်းဆောင်ရန်ကုန်မှာရုံးထိုင်ဖို့ပြင်ဆင်နေတယ်လို့လေသတင်းတွေကဆိုပါတယ် တိုင်းရွေးကောက်ပွဲသားလုံးဖြစ်ရင်လေရန်ကုန်တိုင်းလွတ်တော်ကိုပြည်အောင်စုလွတ်တော်ဖြစ်ယာယီတုံးဖို့လည်းပြင်ဆင်နေရလို့သိရပါတယ်နေပြည်တော်ကိုမြို့ကွက်ချပြန်ဆောက်ဖို့ကိုလည်းစစ်ကောင်းဆောင်ကိုယ်တိုင်ပြောထားတာကြည့်ရင်လက်ရှိမြို့ကွက်ပြတ်သွားပြီဆိုတာထင်ရှားပါတယ်၂005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာတည်ဝင်ဆွရွှေ့ခဲ့တဲ့နေပြည်တော်ဆိုတဲ့မြို့ဟာအနည်း20မပြည့်ခင်မှာပဲအုပ်ချုပ်ရေးမြို့တော်အဆင့်တန်းကိုယာယီပဲဖြစ်ဖြစ် ဆုံးရှုံးရအောင်တဲ့သဘောလည်းဖြစ်လာပါတယ် နေပြည်တော်ကလုံးဝကိုပျက်စီးသွားပြီမအားလာကျင်ဆိုးတို့ရန်ကုန်ကိုပြေးဖို့ရအချောင်းနေပြီအဲ့တော့ရန်ကုန်သူရန်ကုန်သားတွေပြင်ဆင်ထားကြပါမကောင်းတဲ့မိစ္ဆာတွေရောက်လာမှတော့မကောင်းတာတွေပဲဖြစ်လာမှာအဲ့တော့ခမားတို့တွေလက်ခံနိုင်စရာအချောင်းမရှိဘူးဒီသတင်းပီယိုတွေကတော့ခမားတို့ဘပါကြီးမအားလာထေဟာဆက်သားပီသားတဲ့သူတွေမအားလာကျင်ဆိုးကိုအမြန်ဖမ်းပြီးတော့ကျွန်တော်တို့ပြည်သူတွေလက်ထဲ အပ်ပေးပါကဲပေါ်မလို့လာရှုပ်ကိစ္စကိုလည်းပေါ်မလေးကြည်ခွက်သွားပြီဟမ်လောင်နေကြရင်ကြုံမျိုးမပြောတော့ကြုံမျိုးမင်းကသူကအများကြီးလောင်နေရောဒီအဖေကြီးကတာကြီးရဲ့ဒီမှာနေတာလေးရဲ့ဒီမှာနေတာကြီးရဲ့ဒီမှာစားတာလေးရဲ့ကိုမောက်ကိုက်ဟမ်ဒါမျိုးတွေပြောပြရောပေါ့ဖုန်းဖုန်းကြည့်တဲ့အရောပေါ်မလေးဝင်ဆောင်းအကောင့်နဲ့ပြောင်းနေနေပေါ့နော်ဟိုပြောင်းနေရတော့ဝန်ခံတဲ့တိတ်ပြောပုံမလာဘူးသူကတော့အယုတ်ရဲ့နော်ရုရှားရဲ့ အရင်တော့ဆွေးနွေးရတယ်ပေါ့ဒီတိုင်းနေဖလှယ်တဲ့အဆင့်ပုံစံမျိုးအခုကြတော့ဘာလဲအကူရဲ့အဆင့်ရောက်သွားပြီပြောင်းနေရတယ်ပြောတယ်အဲ့ဒါကိုပုံတာရှင်ကိုကွန်ပျူတာမှတ်တော့အကောင်ကနော်ပြောင်းကြီးလည်းပိုးဆိုးနေတယ်ဟိုသူကဘာပြောလဲဆိုတော့သူတို့တစ်ချက်ရင်းတစ်ချက်လုံးဝန်ခံသွားတယ်မကောင်းမှုရတယ်နလမ်းမထူနိုင်ဘူးကောင်းမှုပုံနိုင်ဒီလားချိုးလေးပြန်လာလို့မပြောနေခဲ့တာလေအဲ့ဒါကိုကျွန်တော်မျက်ရှင်လေးအောင်လို့ပဲဟိုကဲဘောမလေးဘောမလေးကိုလည်းဝန်ခံသွားတယ်နော်အမေကကောင်းမှုခံပြီးဝန်ရရတဲ့သူပါတဲ့နော် ဟိုခုမှပြောရှင်းမှုလေးရတာပါတဲ့ကြားတယ်နော်မင်းတို့ဘောမကြီးကိုလည်းဝန်ခံသွားတာနော်မင်းတို့ကလေအိုးမပြောနိုင်ဘူးနော်ဘောမကြီးကိုရှုံထားတဲ့ဟာလေးကိုတရုတ်ကကိုပြီးတော့ပြန်ပြောအဲ့အာယူအမေမသိဘူးလို့တိုက်တယ်လို့အောင်ခွေးခံပြီးတော့ဟမ်ဟိုပြောနေကြတယ်တကယ်စောက်ရက်ဖို့မရှိဘူးဘိုးလေးလေးစောက်ရက်ပါဘူးနော်မင်းတို့နားလေအောင်ပြောလို့ရှင်မင်းတို့အိမ်မင်းတို့ရက်ွက်တယ်နော်ဘယ်ရက်ွက်ဘယ်အိမ်နဲ့တိကျတယ်ထားပါတော့နော်မင်းတို့အိမ်ကိုဘယ်အိမ်ကလာသိမ့်သွားတယ်အဲ့ဒါကိုမင်းတို့ကပြန်မသိရဘူးနော်ဘုဘက်က ဟိုအင်းအချင်းကကြောက်တယ်ပေါ့ကွာအဲ့ဒါကငါဒီဘက်ရက်ကွာနောက်လာခေါ်တယ်ငါနေမှာဟိုမင်းတို့ကိုကြည့်ပြီးတော့ညတယ်မယ်ဟုတ်ပြီဒါအပေါ်မှာလူဝိနားလဲအောင်ပြဖြစ်တယ်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဟုတ်ပြီလူစားတမ်းမဆိုတော့ကုမဲဆိုတော့အောက်ချုပ်ပြီးမဆန်တော့နဲ့ကုမဲဆိုတော့ဒါမှအောက်ချုပ်ပြီးမအနေဆုံးဆန်တော့တစ်ဖက်ဘုံဘုံပါပဲဘုံလုံးပြရတယ်ဟုတ်တယ်မလားနိုင်ငံရေးမှာနော်ကိုတော့ဘာမှမိရပြီးစားကောင်းရကောင်းတတ်သွားတဲ့တရုတ်နော် ကိုယ့်ဘက်ကြောင့်ရှင်းလို့ဟိုအဲ့လိုမျိုးကျန်အောင်ဖြစ်ကိုယ့်ဘက်ကဘာတွေပေးဆိုင်မှာဘယ်လိုမျိုးစီမံခန့်နေနောက်ဆုံးအဆင့်ဘယ်လိုပြောမှာဆိုလို့ရှိရင်တော့နိုင်ငံတကာဝင်ပြီးတော့လုပ်မယ်ဆိုတော့အခွင့်အရေးပဲဆောင်နေတော့တရုတ်နိုင်ငံကခွင့်ဆောင်ပေးမှဆောင်မှာအနည်းဆုံးဆက်တက်တယ်။ဘယ်ဟာတွေမှငါလည်းမရှိပါဘူးလို့တို့ချက်တယ်။ကျွန်တော်နိုင်ငံမှာငါဘာလုပ်ချင်လဲဒီလိုတွေတောင်းဆိုချက်တွေရှိနေမြောက်နိုင်ငံလက်ခံရမယ်။အဲ့နာချူတို့ရတယ်ဆိုတော့ပုံမှန်တော့ဟိုလူညနေချူဒီလူညနေချူတွေပါရင်းနေပြီဖြစ်သွားရချူဘုရားဆရာညောင်းကြီးပဲအဲ့ဒါပြောခဲ့ရပါဘူးနော်မင်းအောင်လိုက်တော့ခုလိုစောင့်လုပ်ကြတဲ့ကောင်းကြီးကြောင့်လို့နော်နောက်တစ်ချိန်မှာ ော်လက်နဲ့နဲ့အကျူကျော်မှာမဟုတ်ဘူးလို့တိုင်းတစ်ပါးအကျူကျော်ပြန်လဲဆုခဲ့ရတယ်ဘူးကြောင့်ဘလောက်ပြင်ချင်လဲအသက်လေးတော့၃နှစ်လောက်နေနော်အသက်26ချောင်းလောက်ဘလောက်ဆိုခုဒီမေးပြီနော်ဝရန်တီမရောက်လာသူ့နေရာရောက်နေဘလောက်တော်လဲနော်ခုခေတ်လူတွေနဲ့ဆန်းနေဒီလိုမျိုးအမြင်မြင်ရှိရှိနေပေါ့နော်ပြောသွားတဲ့အခါလည်းလည်းကောင်းလို့လုံးဝအမှန်အခုဆိုတရုတ်ကလည်းမျိုးလေးချဲနေတယ်နော်အရင်ကလေးကတော့ဒါတန့်ရွှေခေတ်ကလေးနော်ညီတွေပါလည်းနဲ့ဝတ်နေတယ်ဒီလိုလုံးချင်လို့လောက်မသိရင်ပြောမယ်ဆိုရင်လည်းခု ဟိုမင်းတို့မင်းအောင်လားပြောဟိုပြောမယ်ဆိုရင်ဒီမြန်မာတိုင်းနိုင်ငံလုံးမှာထိချုပ်ကွန်ဖူးမလုပ်နိုင်တော့ဘူးလေနော်ပြင်ထားတယ်တော်လိုင်းပွဲတယ်အဲ့တဘောမျိုးပဲကိုတရုတ်ကမှနော်လာချုပ်လာပြီးကွန်ထရိုးလုပ်နိုင်တယ်ထိချုပ်နိုင်တယ်မင်းတို့မင်းအောင်လားဘာမှမလုပ်နိုင်တော့ဘူးနော်မင်းတို့ပြောလို့သာဒီခံယူထားတာနိုင်ငံကပေါ်တယ်တော်တော်အားနာကိုပြောတော့မှလုပ်နိုင်ငံကောင်းဆောင်တွေကိုဖမ်းတယ်နော်ဒီလိုမျိုးတွေလုပ်တယ်ဒါကြောင့်မို့လို့မင်းတို့အနေနဲ့ညီမညပြီးတော့အောက်ချစ်စစ်သားတွေပါတယ်နော်မင်းအောင်လားလို့ခံယူတယ်လုပ်စရာမလိုဘူးနော်ဟုတ်မှာမင်းတို့ကဟို မင်းအောင်လည်းကောင်းလာပြီလေရှောက်လောက်နေနော်အမိတ်ပေးရကုန်တော့အမိတ်ပေးနဲ့လောက်စရာမမိတ်ပေးတဲ့ကောင်ပြတ်တယ်နော်ဘာလို့လဲအဲ့ဒါဆိုပြီးပြီမင်းတို့နေနေလေစတားဆိုတာကောင်းဆောင်ကောင်းဆောင်လမ်းပါနေလေဆိုလို့ရှိရင်သူ့ကိုဖမ်းပြီးဤသူလက်တက်ပြီးတော့နောက်တစ်တယောက်တက်နော်တက်ပြီးတော့နိုင်ငံရေးကိုဆော့ပတ်ကြမလို့ကိုယ်လောက်တော့ဘာလို့လောက်အောင်လဲဆိုလို့ရှိရင်ရဲဘော်လေးကိုကောင်းအောင်လုပ်ပြရမယ်နော်စစ်တပ်ကိုအဆင်ရှိရှိနိုင်ငံတကာနဲ့ရှင်အောင်တန်းနိုင်အောင်လုပ်ရမယ်နံပါတ်1နောက်ပြီးတော့ ကိုမင်းတို့ဆိုရင်အင်းနာအကူဆိုရုရှားကိုပဲသွားတယ်အဲ့ဒါမင်းတို့စစ်သားတွေသင်တန်းတက်တယ်ဆိုရင်ရုရှားပဲနောက်တနေချင်းတွေအစားเนาะဒီလွန်ခဲ့တဲ့စနေနေ့တော့ပဲအဲ့ဒီလေပညာတွေသွားတယ်ရုရှားကိုသွားတယ်เนาะဒါနာတနေချင်းစစ်သားတွေတောင်းတယ်ဒီမှာသင်တန်းတက်သွားတယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးသွားပြီးတော့ဟိုသွားနေတာပြောမယ်ဆိုတော့ဆယ်စုနဲ့၃၄၅ဆိုလောက်တော့ရှိနေပြီเนาะဟိုကောင်းကောင်းဆက်ဆံတာဆိုလို့ရုရှားနဲ့ဆိုလို့ရှိရင်၃၄ဆိုလောက်ရှိတယ်ဆယ်စုနဲ့၃၄ခုလောက်เนาะဒီလောက်မှရှိနေဒါလည်းလူကြီးရလည်းမလုပ်နိုင်ဘူးဟိုဈေးပေါ်ပေါ်နဲ့เนาะဟိုတိတ်စင်ပြီးတဲ့အရင်တွေကိုပဲကြောင်းပြလိုက်တယ်เนาะဒီလိုမျိုး ခုဒီလိုအိန္ဒိယဆိုရင်လည်းရှင်ကုန်ပေးမော်တွေအကြတွေဝယ်ကန်တယ်တရုတ်ဆိုရင်လည်းဒီအတိုင်းမပြောကြဘူးတော့เนาะဟိုအဲ့လိုမျိုးဆင်းအဲ့လိုတမန်ကကိုကဒီအာနာရီသိမ့်မဲ့တာမင်းမတမာတွေပါကိုပဲဆန်ကိုကိုပဲဆန်ရောမှာစစ်တကြီးကိုအများနဲ့ရှင်ကုန်တန်းနိုင်အောင်လုပ်ရမှာလေအခုလိုတရုတ်ကိုဖန်ဆန်းအောင်လာပြောနေတရုတ်ဆိုရင်ကောင်ပါလေတော့လည်းရတယ်အိန္ဒိယပြောင်းတော့เนาะအဲ့တော့ပြောချင်တာညီနောင်သွေးချင်းတို့ခမားတို့တဲမှာကျွန်တော်နိုင်ငံကိုတကယ်ရင်ပတ်ကြီးနဲ့ချစ်တဲ့သူကျွန်တော်လူမျိုးကိုတကယ်ရင်ပတ်ကြီးနဲ့ဖြစ်ချစ်တဲ့သူတိုင်းပြည်ကိုပျောက်ကွယ်သွားမှာသိုးတဲ့သူတွေ မရှိတော့ဘူးလားခင်ဗျားတို့တတ်တယ်မှာကျေးဇူးပြုပြီးတော့ဒီမကောင်းတဲ့အုပ်စုဇန်နီးယားကိုဖျောက်ချပြီးတော့နိုင်ငံကိုကောင်းအောင်တည်ထောင်ပေးပါလို့တောင်းဆိုပြရစီဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ညီနောင်သွေးချင်းတွေတယောက်ချင်းအရန်လေးစားပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပြရစီ